ါတုံးကသောက်ရင်းငယ်တကောင်ဟာရင်းကြောက်တွေကိုတဲလိုက်ကောက်ရိုးတွေကိုစုလိုက်နဲ့တနေကုန်စူးစားပြီးတော့အတိုက်ဆောက်လုပ်နေခဲ့ပါတယ်။ရက်ဆက်ကြမ်းကြောက်တဲ့လူတယောက်ကနှငယ်ကလေးအတိုက်ဆောက်နေတဲ့နေရာအနီးမှာနေထိုင်ခဲ့ပါတယ်။အဲ့ဒီလူကနေ့စဉ်နှငယ်လေးရဲ့အတိုက်ကိုဖျက်ဆီးနေခဲ့ပါတယ်။နှငယ်ကလေးကအတိုက်ကိုပြန်ဆောက်လိုက်အဲ့ဒီလူကဖျက်ဆီးလိုက်နဲ့နေ့ရက်တွေ အတော်ကိုကြာညောင်းလာခဲ့ပါတယ်။အတိုက်တစ်ချိန်ဖြစ်စီခံရတိုင်းမှာငှက်ကလေးဟာဝမ်းနည်းကြေကွဲမှုကိုခံစားခဲ့ရပါတယ်။ဒါပေမဲ့ငှက်ကလေးကအရှုံးမပေးခဲ့ပါဘူး။ခင်းကြောက်တွေတောက်ရိုးတွေကိုဆက်ပြီးထုဆောင်ခဲ့ပါတယ်။ဘာတွေပဲဖြစ်နေပါစေသူ့ရဲ့အတိုက်ကိုဆက်ပြီးကြိုးစားတိစောက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ အတိုက်ကိုဖျက်ဆီးနေတဲ့သူကသူ့ကောင်းထဲမှာအသွေးတစ်ခုဝင်လာခဲ့ပါတယ်။ငါဘာကြောင့်တငယ်လေးကိုနှောက်ရှက်နေမိပါတလဲ။ငါဖျက်ဆီးလဲသူကဆက်ပြီးတော့အတိုက်ကိုစောက်နေမှာပဲ။သူကရက်သွားမှာမဟုတ်ဘူး။အဲ့ဒီလိုတွေးပြတဲ့အခါမှာသူကတငယ်လေးရဲ့အတိုက်ကိုဆက်ပြီးတော့မဖျက်ဆီးတော့ပါဘူး။ ရက်များစွာမကြာမီမှာပဲငှက်ကလေးကသူ့ရဲ့တိုက်ထဲမှာငှက်ဥလေးတွေကိုသတင်းဥပါတယ်အဲ့ဒီလိုနဲ့မကြာမီမှာပဲငှက်ဥလေးတွေကနေပြီးတော့မှဖြစ်เสียကောင်းတဲ့ငှက်ငယ်လေးတွေကိုပေါက်ခွာလာခဲ့ပါတယ်ငှက်ပေါက်လေးတွေကသေးသေးလေးတွေဖြစ်เสียအလွန်ကောင်းပါတယ်တိုက်ကိုဖြတ်စီခဲ့တဲ့သူကငှက်ပေါက်ကလေးတွေကိုမြင်တော့ ူကအယံကိုပျော်ရွှင်သွားခဲ့ပါတယ်။သမီးသားစုကိုစတင်ပြီးတော့မှပူညီခဲ့ပါတယ်။သူကသူ့ငယ်လေးတွေအတွက်အစီအစံလေးတွေကျွတ်တယ်။အန်ဒီယပြုမဲ့တားရဲတွေရဲ့ရန်ကနေပြီးတော့လဲကာကွယ်ပေးခဲ့ပါတယ်။ဒီလိုနဲ့တဲ့ရောက်တဲ့အခါမှာတော့အဲ့ဒီလူဟာမိခင်ငှက်မှကြီးကိုငါမင်းရဲ့အတိုက်ကိုနေ့စဉ်ဖြစ်စေခဲ့မိပါတယ်။မင်းဘာကြောင့် မရဖက်ဆက်ပြီးတော့အတိုက်ကိုတိဆောက်ခဲ့တာလေလို့မေးပါတယ်။မိခင်ကမကြီးကပြုံးပြီးတော့မိတ်ဆွေမိတ်ဆွေကမိတ်ဆွေရဲ့အလုပ်ကိုလုပ်ခဲ့တာပဲ။ငါဟာလဲငါလုပ်ဆရာရှိတာကိုလုပ်ခဲ့တာပဲလို့ပြန်ပြေခဲ့ပါတယ်။ဘယ်တော့မှရှုံးမပေးလိုက်ပါနဲ့။